အားလုံးပဲမင်္ဂလာပါတက္ကသိုလ်တိုင်ယာတွေကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကလည်းစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိတ်ဆွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနဲ့ပိုင်တွင်နားလည်သဘောပေါက်အောင်အနှစ်ချုပ်ပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ Joseph Mabi ရေးသားထားတဲ့ The Power of Your Subconscious Mind ဆိုတဲ့စာအုပ်လေးကိုအနှစ်ချုပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်လေးဟာ1963ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးမြဲ့ အခုချိန်ထိကဘာတဝမ်းမှာအယောင်ရဆုံးနဲ့ဩဇာအရှိဆုံးစာအုပ်တွေထဲမှာပါဝင်နေဆဲဖြစ်ပါတယ်။ဘာလို့ဒီလောက်တောင်အရေးပါလဲဆိုတော့သူကကျွန်တော်တို့အားလုံးပိုင်ဆိုင်ထားပေမဲ့တေချာအသုံးမချတတ်သေးတဲ့စွမ်းအားကြီးတစ်ခုအကြောင်းကိုရှင်းပြထားလို့ပဲဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့မသိစိတ် subconscious mind ရဲ့စွမ်းအားပဲဖြစ်ပါတယ်။ကျောတို့နေ့စဉ်တွေးနေတဲ့အကြောက်တရားတွေ၊စိုးရင်ပူပန်မှုတွေ၊ဒါမှမဟုတ်ပစ္စံနဲ့ပတ်သက်တဲ့အတွေးတွေအဲ့ဒီအရာတွေအားလုံးကကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုဘလို့ပုံဖော်နေလဲဆိုတာကို ီစာအုပ်ကရှင်းရှင်းလင်းလင်းပြောပြပေးထားပါတယ်။သင်ရဲ့ဆန္ဒတွေပန်းနိုင်တွေအိမ်မက်တွေအားလုံးကိုအကောင့်ထဲဖော်ဖို့အတွက်မတိစိတ်ကိုဘလိုမျိုးလမ်းညွှန်စေခိုင်းရမလဲဆိုတဲ့လက်တွေ့ကြတဲ့နီလန်းတွေကိုလည်းမျှဝေပေးထားပါတယ်။ဒါကြောင့်ဒီစာအုပ်ဟာကိုယ့်ဘဝကိုကိုယ်တိုင်ပြောင်းလဲခြင်းနဲ့ပိုကောင်းတဲ့အနာဂတ်တစ်ခုကိုဖန်တီးခြင်းနဲ့မိတ်ဆွေတွေအားလုံးအတွက်တကယ်ကိုအဖို့တန်တဲ့အရာတွေဖြစ်လာစေမှာပါ။ဒီနေ့အနှစ်ချုပ်လေးထဲမှာတော့ကျွန်တော်တို့ကဒီစာအုပ်ရဲ့အနှစ်သာရတွေကိုအခန်းငါးခန်းခွဲပြီးတော့အသေးစိတ်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့စိတ်နှမျိုးဖြစ်တဲ့အသီးစိတ်နဲ့မသီးစိတ်တို့ရဲ့လှုပ်ဆောင်ပုံနဲ့သူတို့ရဲ့ ग्वा ချချက်ကိုရှင်းပြပေးသွားပါမယ်။ဒုတိယအနေနဲ့သင်ဆန်းထားရှိတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်မသီးစိတ်ကိုဈေးခိုင်းတဲ့လက်တွေ့ကျင်းသုံးနည်းတွေစူတောင်းခြင်းရဲ့နည်းလမ်းတွေကိုရှင်းပြပေးသွားပါမယ်။တတိယအခန်းမှာတော့ချမ်းသာကြွယ်ဝမှုနဲ့ငွေကြေးအောင်ရမှုတွေအတွက်မသီးစိတ်ရဲ့စွမ်းအားတွေကိုဘယ်လိုအသုံးချရမလဲဆိုတာကိုပြောပြပေးပါမယ်။စတုထအနေနဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်တဲ့လူမှုဆက်ဆံရေးတွေဖန်တီးနိုင်မှုအတွက်လှုပ်ဝှက်ချက်တွေကိုလေ့လာကြပါမယ်။ ပြစ်စမာအခန့်မှာတော့လူတိုင်းကြုံတွေ့နေရတဲ့ကြောက်ရွံ့မှုနဲ့စိုးရိမ်စိတ်တွေကိုမသိစိတ်ရဲ့အကူအညီနဲ့ဘလို့အပြီးတိုင်ဖယ်ရှားရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကိုဆွေးနွေးပြီးတဲ့အခါမှာတော့အစာအုပ်ပါအကြောင်းအရာတွေကိုနေ့စဉ်ဘဝမှာလက်တွေ့လှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်။ဒီအနည်းချုပ်လေးကိုမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ထားခြင်းအပြင်ကဘာကျော်စာအုပ်ကောင်းတွေကိုအမြဲလေ့လာဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးအခန်းတစ်ကိုစလိုက်ကြရအောင်။ အခန့်တက်မတိစိတ်ရီစွမ်းအားနဲ့လှောက်ဆောင်ပုံအတိစိတ်နဲ့မတိစိတ်စာရေးသူရဲ့အဆိုအရအကျော်တော့လူသားတိုင်းဟာစိတ်နှမျိုးနဲ့ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်အဲ့ဒါတွေကတော့အတိစိတ်နဲ့မတိစိတ်တို့ပဲဖြစ်ပါတယ်ဒီစိတ်နှမျိုးရဲ့သဘောတရားကိုအလွယ်ဆုံးနွားလည်အောင်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကိုကြီးမားတဲ့သမောရစင်းနဲ့နှိုင်းရှင်ကြည့်ကြရအောင်အတိစိတ်ဟာသမောရဲ့ကပတိန်လိုပါပဲကပတိန်ကဦးစီးကမ်းမှာရပြီးလမ်းကြောင်းကိုဆုံးဖြတ်တယ်မြေပုံကိုကြည့်တယ်ရာသီဥတုကိုတုံးတက်တယ် ြီးရင်တက်မော့ဘယ်ကိုသွားရမယ်ဆိုတာကိုအမိန့်တွေပေးတယ်။မြောက်ဘက်ကိုဦးတီအချိန်မြင့်ဒါမှမဟုတ်ညာဘက်ကိုချိုးစတဲ့အမိန့်တွေပေါ့။အသိစိတ်ရဲ့အခန်းကဏ္ဍကကျွန်တော်တို့နေ့စဉ်စဉ်းစားဆုံးဖြတ်ချက်ချတာတွေတွေးတောဆင်ခြင်တာတွေလက်ခံမခံရွေးချယ်တာတွေအားလုံးဟာကပတိန်နဲ့တူတဲ့အသိစိတ်ကလှုပ်ဆောင်တာပါ။မသိစိတ်မတိစိတ်ကတော့တင်းမောရဲ့အင်ဂျင်လိုပါပဲတင်းမောရဲ့အင်ဂျင်ကကပတိန်ရဲ့အမိန်တိုင်းကိုအတိအကျနိုင်ငံပြီးအကောင့်ထဲပေါ်ပေးပါတယ်ကပတိန်ကမြောက်ဖက်ကိုသွားပါလို့အမိန်ပေးရင် င်းချင်းကဒါကမှန်ရဲ့လားမှားရဲ့လားလို့မေးခွန်းမထုတ်ပါဘူး။မြောက်ဘက်ကိုရောက်အောင်ဆွမ်းအားအပြည့်နဲ့ရွေလျားပေးပါလိမ့်မယ်။မသိစိတ်ရဲ့အခန့်ကဏ္ဍက "तू ဟာစဉ်းစားဝေဖန်ခြင်းလုံးဝမလုပ်ပါဘူး။တင်းမော့ကိုကပတိန်ဆိုတဲ့အသည့်စိတ်ကပေးတဲ့အမိန်တိုင်းဥတီယာကိုရောက်အောင်ပို့ဆောင်ပေးဖို့ပဲတာဝန်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တင်းမော့ဘဲကိုရောက်သွားမလဲဆိုတာကပတိန်ဆိုတဲ့အသည့်စိတ်ကဘယ်လိုအမိန့်တွေကိုမသိစိတ်အင်ဂျင်စီပေးဖို့နေလဲဆိုတဲ့အပေါ်လုံးဝမူတည်နေပါတယ်။အသည့်စိတ်နဲ့မသိစိတ်အကြောင်းကိုရှင်းလင်းစာသိဖို့နောက်ဥပမာလေးတစ်ခုထပ်ပေးပါဦးမယ်။ ကျွန်တော်တို့ရဲ့စိတ်ကိုလဲခွင့်တစ်ခုနဲ့နှိုင်းယှဉ်ကြည့်အောင်မသိစိတ်ကတော့လဲသမားပါသူကဘယ်မျိုးစိတ်အတွေ့ကိုစိုက်ရမယ်ဆိုတာရွေးချယ်ပါတယ်မသိစိတ်ကတော့အမြည်ကြီးပါသူကဘာပဲစိုက်စိုက်ပြန်လဲအပင်ပေါက်ပေးမှဖြစ်ပါတယ်လဲသမားကအမြည်ကြီးထဲမှာပန်းအစီစိုက်ရင်ပန်းပွင့်မှဖြစ်တယ်လို့မြေရိုင်းအစီစိုက်ရင်လည်းမြေရိုင်းတွေပဲပေါက်လာမှာပါအမြည်ကြီးကဒီအစီကတော့ကောင်းတဲ့အစီမဟုတ်ဘူးလို့ဆင်ခြင်ပြီးပယ်ပစ်တာမျိုးလုံးဝမလုပ်ပါဘူးဒါကြောင့်ကျွန်တော်တို့ရဲ့မသိစိတ်တွေကိုဘလို့အတွေ့ဘလို့ယုံကြည်ချက်တွေကိုပေးပို့နေတယ်လဲဆိုတာအင်မတန်အရေးကြီးပါတယ် အကယ်၍မိတ်ဆွေကငါကပက်ဆာမရှာတတ်ဘူးငါကျမ်းမာရေးကမကောင်းဘူးပြီးတော့အချိန်တော်တော်များများမှာမကောင်းတဲ့အတွေးမျိုးစေ့တွေကိုပဲစိုက်ပျိုးနေမယ်ဆိုရင်မတိစိတ်ကအဲ့ဒီအတိုင်းဖြစ်လာအောင်စီစဉ်ပေးပါလိမ့်မယ်မတိစိတ်ကဘလို့အလုပ်လုပ်တယ်လဲမတိစိတ်ရဲ့အံ့ဩစရာကောင်းတာကအတုမှကျွန်တော်တို့ရဲ့ဘဝကိုတကယ်တမ်းပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားတွေရှိတာပဲဖြစ်ပါတယ်မတိစိတ်ကကျွန်တော်တို့မွေးစားကနေခုချိန်ထိကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားတဲ့မှတ်တမ်းယုံကြည်လိုပါပဲကာမောင်းတတ်တာစပိန်စီးတတ်တာ ဒါမှမဟုတ်မနေ့တိုင်းသွားတိုက်တာလိုမျိုးအကျင့်တွေအားလုံးကိုမသိစိတ်ကပဲထိန်းချုပ်တာပါအဲ့ဒီအရာတွေလုပ်တဲ့အခါသတိထားပြီးစဉ်းစားနေစရာမလိုတော့ပါဘူးကျောတို့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့အနာကျက်ချင်းနဲ့ကြာမာရေးစနစ်တွေကိုမသိစိတ်ကပဲဥဆောင်နေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဘာဖြစ်လာပြီလဲကျွန်တော်တို့ရဲ့အသိစိတ်ကိုအသုံးပြုပြီးကောင်းမွန်တဲ့အတွေးခေါ်တွေအပြည့်သဘောဆောင်တဲ့ယုံကြည်ချက်တွေကိုရွေးချယ်ပြီးမသိစိတ်တဲကိုစဉ်စစ်မပြပေးဖို့ပဲဖြစ်ပါတယ် ဲ့ဒီလိုပွေးပို့နိုင်တဲ့အခါမှာမတိစိတ်ရဲ့အံ့ဖွယ်ဆွမ်းအားကကျွန်တော်တို့ရဲ့စာနာကိုလက်တွေ့ဖြစ်လာအောင်အလိုလျောက်အစီအစဉ်ပေးပါလိမ့်မယ်။ကိုယ့်ရဲ့စိတ်ကိုလဲကွင်းလို့မြင်ကြည့်ပါ။ပြီးတော့ဘယ်လိုအစီအမျိုးကိုကိုယ့်ရဲ့စိတ်လဲကွင်းမှာစိုက်ပျိုးခြင်းပါလဲ။ဒါလေးကိုအရင်ဆုံးစဉ်းစားကြည့်ပါ။နောက်ခါမှာတော့ဒီလိုကောင်းမွန်တဲ့အတွေ့အမျိုးတွေကိုမတိစိတ်ထဲရအောင်ဘယ်လိုလက်တွေ့ကြကြကျင့်သုံးရမလဲဆိုတဲ့နည်းလမ်းတွေကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်းနှစ်ပန်းနိုင်ရောက်စေရန်မတိစိတ်ကိုစေခိုင်းခြင်း အခန်းတက်မှာကျွန်တော်တို့ရဲ့မသိစိတ်ဟာကျွန်တော်တို့အသိစိတ်ကပေးပို့တဲ့အမိန်တိုင်းကိုအကောင့်ထဲပေါ်ပြီးတဲ့အင်မတန်အစွမ်းထက်တဲ့စိတ်ပိုင်းဖြစ်တယ်ဆိုတာသိခဲ့ရပြီးပါပြီ။ဒါဆိုမေးစရာရှိတာကဘလို့လုံးပြီးဒီမသိစိတ်ကိုကိုလိုချင်တဲ့ပန်းနိုင်စီလမ်းညွှန်စီခိုင်းရမလဲဆိုတာပါပဲ။ဂျိုးဆက်မာဘီကဒီမီကွန်းအတွက်အယိုးရှင်းဆုံးနဲ့အစွမ်းထက်ဆုံးနီလာသုံးခုကိုမျှဝေပေးထားပါတယ်။ဒီနီလာနေကဆူတောင်းခြင်းလို့ခေါ်ပေမဲ့ဘာသာရေးပုံစံမျိုးမဟုတ်ပဲစိတ်ကိုစူးစီးပြီးမသိစိတ်နဲ့ဆက်သွဲတဲ့နီလာနေပဲဖြစ်ပါတယ်။နံပါတ်1 ယုံကြည်ချက်ဖြင့်ပေးပို့ခြင်းပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကိုလေချင်းရဲ့ရည်မှန်းချက်ကိုဖြစ်လာနိုင်တယ်ဆိုတာကိုယာကိုင်းတုံးပြေယုံကြည်ဖို့ပဲဖြစ်ပါတယ်။မတိစိတ်ကကိုယ့်ရဲ့ယုံကြည်မှုကိုသာလက်ခံပါတယ်။တန်တရာပူပါမှုတွေနဲ့ယုံတော်ပြီးပို့ရင်မတိစိတ်ကဘယ်ဟာကိုအကောင့်ထဲပေါ်ပြရမလဲဆိုတာဝေခွဲမရဖြစ်သွားပါလိမ့်မယ်။ဥပမာတချို့လူနာတွေကဆရာဝန်ပေးတဲ့ဆေးအစွမ်းကြောင့်ကျန်းမာလာတာထက်သူတို့ရဲ့စိတ်ထဲကဒီဆေးကိုတောက်ရင်တက်တာမယ်လို့ခိုင်မာစွာယုံကြည်လိုက်တဲ့အခါမတိစိတ်ကအမှန်တကယ်ကူစားပိတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကိုပလက်စီဘိုအဖတ်လို့လည်းခေါ်ကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ပန်းနိုင်အတွက်ဖြစ်ချင်ပါတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲဖြစ်နေပါပြီဆိုတဲ့ခံစားချက်ယုံကြည်ခြင်းမျိုးနဲ့မသိစိတ်ကိုအမိန်ပေးရမှာပါ။နံပါတ်1စိတ်ကူးဖြင့်မြင်အောင်ခြင်းဒါကတော့စာရေးသူဒေါက်တာဂျိုးဆက်မာဖီရဲ့အကြိုက်ဆုံးနဲ့အထီးရောက်ဆုံးနည်းလမ်းပါ။သင်လိုချင်တဲ့ရလဒါမှမဟုတ်ပန်းနိုင်ကိုအပြင်မှာအမှန်တကယ်ဖြစ်ဖြစ်နေတဲ့လိုမျိုးမျက်လုံးထဲမှာအသေးစိတ်ခံစားချက်အပြည့်နဲ့မြင်အောင်ပါဥပမာသင်ဟာအိမ်တစ်သလုံးပိုင်ဆိုင်နေတယ်ဆိုရင်အဲ့ဒီအိမ်ထဲကိုလမ်းလျှောက်သွားတဲ့ပုံ ဆိုဖာပေါ်မှာထိုင်ပြီးကော်ဖီတောက်နေတဲ့ပုံအိမ်အနက်နဲ့နန်းရံအယောင်သွေးတွေထိပါမြင်အောင်ကြိုးစားပါတော့ချက်ကတော့ရိုးရိုးမြင်အောင်ဒါမဟုတ်ပဲအဲ့ဒီအရာကိုပိုင်ဆိုင်လိုက်ရတဲ့အထိပျော်ရွှင်တဲ့ခံစားချက်ကိုပါတကယ်ခံစားရဖို့အရေးကြီးပါတယ်မသိစိတ်ကပုံရိပ်တွေထက်ခံစားချက်တွေကိုပိုပြီးတုံ့ပြန်ပါတယ်ညအိမ်ရံဝင်ကန်းဤအချိန်ဟာမသိစိတ်တကားပွင့်နေတဲ့အချိန်ဖြစ်လို့ဒီနီလန်းကိုနေတိုင်းအိတ်ခံဤမှာလှုပ်ဆောင်ပေးဖို့စာရေးသူကအကြံပြုထားပါတယ်နံပါတ်3အတီးပြုတ်ချက်ပေးခြင်း ဒါကတော့သကလုံးတွေကိုအသုံးပြုပြီးမတိစိတ်သေးကိုထည့်သွင်းတဲ့နီလန်းမှာကိုယ့်ရဲ့ပန်းတိုင်ကိုပြစ်ဆုပ်ပန်းကာလာနဲ့အပြူသဘောဆောင်တဲ့သကလုံးတွေအဖြစ်ပြောင်းလဲပြီးနေတိုင်းထက်ခါတလဲလဲပြောပါဥပမာငါဒီလာစာကိုရနေပါပြီငါလုံငန်းဟာတနေ့တစ်တနေ့ပိုးပြီးအောင်မြင်နေပြီငါဟာပျော်ရွှင်ကြမှာတဲ့လူတစ်ယောက်ဖြစ်နေပြီအဲ့လိုကောင်းတဲ့အတီးပြုတ်ကျလေးတွေကိုနေတိုင်းပြောပေးပါဒီနေရာမှာသတိထားရမှာကငါစူးစမ်းနေတယ်လို့မပြောပဲငါဖြစ်နေပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောပါ ဒီနီလာနေရဲ့နောက်ွယ်ကသဘောတရားကရိုးရှင်းပါတယ်။မတိစိတ်ကိုအပြူသဘောဆောင်တဲ့အချက်လက်တွေနဲ့ပြည့်နေတဲ့အခါသူကအဲ့ဒီအချက်လက်တွေနဲ့ကိုက်ညီတဲ့အခြေအနေတွေကိုကို့ဘဝထဲကိုဆွဲခေါ်လာပေးပါလိမ့်မယ်။အဓိကကတော့ဆွဲမြဲမှု consistency နဲ့ခံစားချက် feeling ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ညမှာပဲတင်လို့ခြင်းနဲ့ရည်မှန်းချက်တစ်ခုကိုရွေးချယ်ပါ။ပြီးရင်မျက်လုံးမှိတ်ပြီးအဲ့ဒီအရာကိုအမှန်တကယ်ပိုင်ဆိုင်နေရတဲ့ခံစားချက်ကိုအပြည့်အဝခံစားကြည့်လိုက်ပါ။နောက်အခန်း၃မှာတော့လူတိုင်းစိတ်ဝင်စားတဲ့ခေါင်းစဉ်ဖြစ်တဲ့ ချမ်းသာကြွယ်ဝမှုအတွက်မတိစိတ်ကိုအသုံးချခြင်းအကြောင်းကိုဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခန်း၃ချမ်းသာကြွယ်ဝမှုတဲ့မတိစိတ်ကိုအသုံးချခြင်းအခန်းနဲ့မှာကျွန်တော်တို့ရဲ့မတိစိတ်ကိုပန်းနိုင်ရအောင်ဘယ်လိုစေခိုင်းရမလဲဆိုတဲ့လက်တွေ့နည်းလမ်းတွေကိုလေ့လာခဲ့ပြီးပါပြီ။ဒီအခန်းမှာတော့လူတိုင်းရဲ့ဘဝမှာအရေးပါတဲ့အရာတစ်ခုဖြစ်တဲ့ချမ်းသာကြွယ်ဝမှုနဲ့ငွေကြေးအောင်မြင်မှုအတွက်မတိစိတ်ရဲ့အစွမ်းအားကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို စာရေးသူဂျိုးဆက်မာဖီရဲ့နီးလန်းတွေအတိုင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ငွေကြေးနဲ့ပတ်သက်တော့အယူဆအမှားများကိုဖယ်ရှားခြင်းစာရေးသူကဘာပြောလဲဆိုတော့လူတွေဟာအချမ်းသာကြွယ်ဝမှုမရရှိရခြင်းရဲ့အဓိကအကြောင်းရင်းဟာပြင်ပအခြေအနေတွေကြောင့်မဟုတ်ဘဲသူတို့ရဲ့မသိစိတ်ထဲမှာငွေကြေးနဲ့ပတ်သက်ပြီးဆွဲမြဲနေတဲ့အယူဆအမှားတွေကြောင့်ပဲဖြစ်တယ်လို့ဆိုပါတယ်။ဥပမာငွေကြောင့်ဒုက္ခရောက်ရတယ်၊ငွေရှာဖို့ကခက်ခဲတယ်၊ပတ်စံရှိတဲ့လူတွေကမကောင်းဘူး။တင့်ရဲ့အသိစိတ်ကချမ်းသာကြွယ်ဝတယ်လို့ပြောပေမဲ့ မသိစိတ်ထဲကအဲ့ဒီလိုအနှုတ်လက္ခဏာအတွေ့တွေကလွှမ်းမိုးနေရင်မသိစိတ်ကတင့်ကိုဆင်းရဲတဲ့အခြေအနေမှာပဲဆက်ရှိနေအောင်ဖန်တီးပေးပါလိမ့်မယ်။ဒါကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဟာချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်နေဆိုတဲ့ယုံကြည်ချက်ကိုခိုင်မာစွာလက်ခံရမှာဖြစ်ပါတယ်။နံပါတ်1ငွေကိုချစ်တတ်အောင် လေ့ကျင့်ပါ။စာအုပ်ထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ပါဝင်ပါတယ်။အဲ့ဒါကတော့ငွေကြေးကိုရရှိဖို့အတွက်ငွေကြေးကိုချစ်ဖို့နဲ့လေးစားဖို့လိုအပ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့ထဲကတော်တော်များများဟာအကျွေးတွေရှိတဲ့အခါစိတ်ညစ်ကြတယ်။ပြီးတော့ပက်ဆံကိုပြဿနာရဲ့အရင်းအမြစ်ဖြစ်မြင်တတ်ကြတယ်။ဒါပေမဲ့အစာရေးသူရဲ့အဆိုအရကျွန်တော်တို့ဟာငွေကြေးကိုမကောင်းတဲ့အရာလို့မြင်ရင်ငွေကြေးကကျွန်တော်တို့စီမလာခြင်းတော့ပါဘူး။ဒါကြောင့်တင့်မှာအကျွေးတွေရှိနေရင်တောင်ငါအမြဲတမ်းပက်ဆံတွေအလုံးလောက်ရှိနေတယ်။ငါ့ဘဝထဲကိုအမြဲတမ်းငွေကြေးတွေစီးစင်းနေတယ်လို့နေတိုင်းအပြုသဘောဆောင်တဲ့အတီးပြုချက် information တွေကိုပေးပါ။ငွေကြေးကိုလွတ်လပ်မှုနဲ့လုံခြုံမှုရဲ့သင်္ကေတအဖြစ်ရှုမြင်ပါ။ ကိုဟာတကယ်တမ်းချမ်းသာကြွယ်ပါပြီအောင်မြင်နေတဲ့ပုံစံမျိုးကိုအတိအကျမြင်အောင်ပါဒါပေမဲ့ဒီတစ်ခါမှာတော့ပျက်စီးဥစ္စာထက်ခံစားချက်ကိုဦးစားပေးပါသင်ရဲ့ရွယ်ချက်ကပတ်စံဘယ်လောက်ရကြင်တာထက်ငွေကြေးလွတ်လပ်မှု financial freedom ရရှိသွားတဲ့အခါခံစားရမယ့်ငြိမ်းချမ်းမှုလုံခြုံမှုနဲ့ပျော်ရွှင်မှုကိုခံစားကြည့်ဖို့ပဲဖြစ်ပါတယ်နေတိုင်းအိတ်ခံနေမှာကျွန်တော်တို့ကအမြဲတမ်းကြွယ်ဝမှုနဲ့ထိုက်တန်ပါတယ်ကျွန်တော်ရဲ့မသိစိတ်တွေကကြွယ်ဝမှုကကျွန်တော်စီအတိုင်းမသိစီးစင်းနေပါပြီလို့ပြောဆိုအတည်ပြုပါ မတိစရဲ့စွမ်းဟာအဆုံးအဆုံးမရှိပါဘူး။သူကအမြဲတမ်းတင့်အတွက်လိုအပ်တဲ့အကြံဉာဏ်တွေအခွင့်အလမ်းတွေဒါမှမဟုတ်မှန်ကန်တဲ့လူပုဂ္ဂိုလ်တွေကိုတင့်စီဆွဲဆောင်လာပေးပါလိမ့်မယ်။တင့်မှာတာဝန်ရှိတာကတော့တင်ဟာချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်တယ်ဆိုတဲ့ယုံကြည်ချက်ကိုမစွန့်လွတ်ဖို့ပဲဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့အခန်းလေးကိုဆက်သွားရအောင်။အဲ့ဒီမှာတော့ပျော်ရွှင်တဲ့ဘဝတစ်ခုရဲ့အဓိကတော့ချက်ဖြစ်တဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်သောစစ်ဆန်ရေးဖန်တီးနည်းတွေကိုဆက်လက်လေ့လာကြပါစို့။အခန်းလေး ကျမ်းမာရေးနဲ့ပျော်ရွှင်သောစစ်ဆန်ရေးဖန်တီးနည်းကျွန်တော်တို့အခန်းသုံးမှာငွေကြေးချမ်းသာဖို့အတွက်မတိစိတ်ကိုဘယ်လိုစေခိုင်းရမလဲဆိုတာလေ့လာခဲ့ပြီးပါပြီဒီအခန်းလေးမှာတော့ပစ္စံနဲ့ဘယ်လိုမှဝယ်ယူလို့မရတဲ့အရာနှစ်ခုဖြစ်တဲ့ပြည်စုံတဲ့အကျမ်းမာရေးနဲ့ပျော်ရွှင်တဲ့လူမှုစစ်ဆန်ရေးတွေအကြောင်းဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဒေါက်တာဂျိုးဆက်မာဖီကဒီအရာတွေကမတိစိတ်ရဲ့အကြီးမားဆုံးအံ့ဖွယ်ဆောင်အားတွေကတစ်ခုဖြစ်တယ်လို့ပြောထားပါတယ်နံပါတ်1ကျမ်းမာရေးအတွက်မတိစိတ်ရီကူစားဆွမ်းအား စာရေးသူရဲ့အဆိုအရကျွန်တော်တို့မသိစိတ်ထဲမှာကိုခန္ဓာတစ်ခုလုံးကိုထိမ့်ချုပ်နေတဲ့အလိုလျောက်ကူစားပေးနိုင်တဲ့အစွမ်းအားတွေရှိနေပါတယ်။ဖြားနာမှုတွေ၊နာကျင်မှုတွေအားလုံးဟာမသိစိတ်ထဲမှာမှားယွင်းတဲ့အတွေးမျိုးစွေတွေစိုက်ပျိုးထားမိလို့ဖြစ်တယ်လို့ဆိုပါတယ်။ကိုကိုကိုအနာရောဂါကင်းရှင်းပြီးကျန်းမာနေပြီလို့ယုံကြည်ချက်အပြည့်နဲ့အတည်ပြုပြောဆိုပါ။ဥပမာခေါင်းကိုက်နေတာပဲဖြစ်ဖြစ်တခုခုမသိမသာဖြစ်နေတာပဲဖြစ်ဖြစ်ညတိုင်းအိတ်ခန်းဒီမှာကျွန်တော်ရဲ့မသိစိတ်ထဲကအဆုံးစားမဲ့စွမ်းအားအခုပဲကျွန်တော်ကိုကူစားပေးနေပြီ။ ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာပြည့်စုံတဲ့အကျမ်းမာရေးနဲ့ခွန်အားတွေပြည့်နေပြီလို့စိတ်ထဲမှာအေးချမ်းစွာရေရွတ်ပါယောဂါကိုမတွေးပါနဲ့ကျမ်းမာနေပြီဖြစ်တဲ့ရလတ်ကိုယ်သာအာယုံဆိုင်ပြီးခန်းစားချက်နဲ့မြင်အောင်ပါမတိစိတ်ဟာသင်ရဲ့အတွေးနဲ့ခန်းစားချက်အတိုင်းကိုယ်ခန္ဓာထဲမှာဇီဝကာမဖြစ်စဉ်တွေကိုပြောင်းလဲပေးပါလိမ့်မယ်နံပါတ်1အိပ်စက်ခြင်းနဲ့စိတ်တည်ငြိမ်မှုရပဲအိပ်စက်ခြင်းဟာမတိစိတ်နဲ့အနိကဆုံးဆက်သွယ်နိုင်တဲ့အချိန်ပဲဖြစ်ပါတယ်အိပ်ရမဝင်ခင်စိတ်ပူပန်မှုစိုးရိမ်မှုတွေကိုအတတ်နိုင်ဆုံးဖယ်ရှားပါစိတ်ငြိမ်သက်အောင်လုပ်ပါ ပြီးရင်တင်လိုခြင်းနဲ့ပြည့်စုံသောအဖြေကိုမသိစိတ်ထဲကိုထည့်ပေးလိုက်ပါဥပမာကိုကပြဿနာတစ်ခုကိုရင်ဆိုင်နေရတယ်ဆိုရင်ကျွန်တော်ကိုငြိမ်းချမ်းစွာအိတ်ဆက်စေပြီးမနစ်ကြရင်ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်အဖြေကိုပေးပါဒါဆိုမသိစိတ်ဟာညာလုံးပေါင်းအလုံးလုံးပေးပြီးမနေ့ခင်းမှာတင့်ကိုအဖြေဒါမှမဟုတ်အဖြေစီဥတီသွားစေမယ့်အတွေ့တွေကိုပေးပါလိမ့်မယ်နံပါတ်3ပျော်ရွှင်သောစစ်ဆန်ရေးဖန်တီးနီစစ်ဆန်ရေးတွေပျက်စီးရခြင်းရဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ရဲ့ဝေဖန်မှုအပြစ်တင်မှုတွေပဲဖြစ်ပါတယ် ကိုနဲ့ဆက်ဆံရေးမပြေလည်သူဒါမှမဟုတ်ချစ်ခင်ရတဲ့သူတွေအတွက်မတိစိတ်ကနေမေတ္တာနဲ့အကောင်းကြီးတွေပေးပို့ပါဥပမာအိမ်တော်ဘက်ဒါမှမဟုတ်လှုပ်ဖော်ကင်ဘတူးနဲ့စကားများပြီးစိတ်မချမ်းမသာဖြစ်နေရင်တောင်သူ့ရဲ့စိတ်ထဲမှာငြိမ်းချမ်းမှုချစ်ချင်းမေတ္တာနဲ့ပျော်ရွှင်မှုတွေပြေးပါပါစေလို့ညာတိုင်းရည်ရွယ်ပါသင်ရဲ့မတိစိတ်ကပေးပို့တဲ့အပြုသဘောဆောင်တဲ့အတွေ့လိုက်တွေဟာအဲ့ဒီလီစီကိုရောက်သွားပြီးသူတို့ရဲ့အပြုမျိုးတွေကိုဖြည်းဖြည်းချင်းပြောင်းလဲလာစေမှာဖြစ်ပါတယ်။သင်ကိုလည်းပုံမူတိခံစိတ်ရှိလာစေပါလိမ့်မယ်။ အဓိကကတော့တင့်ရဲ့စိတ်ငြိမ်းချမ်းမှုဟာအရင်ဆုံးလိုအပ်ပါတယ်။ဒီတော့အကြမာရေးပဲဖြစ်ဖြစ်စစ်ဆန်ရေးပဲဖြစ်ဖြစ်အပြင်ကအရာတွေကိုပြုပြင်ဖို့တည်းကိုယ့်ရဲ့အတွင်းစိတ် မတိစိတ်ကိုပြုပြင်ဖို့ဟာပိုအရေးကြီးပါတယ်။အပြူသဘောဆောင်တဲ့မျိုးစိတ်တွေစိုက်လိုက်တာနဲ့မတိစိတ်ကတင့်ရဲ့ဘဝထဲကိုတဘာဝအတိုင်းငြိမ်းချမ်းမှုအကြမာရေးနဲ့ချက်ချင်းမြတ်တာတွေကိုပြန်ထုတ်ပေးပါလိမ့်မယ်။ကဲနောက်အခန်းမှာတော့ဘဝမှာလူတိုင်းကြုံတွေ့ရတဲ့ကြောက်ရွံ့မှုနဲ့စိုးရိမ်စိတ်တွေကိုမတိစိတ်ရဲ့အကူအညီနဲ့ဘလို့အပြိတိုင်ဖယ်ရှားရမလဲဆိုတာကိုဆက်လက်လေ့လာကြရအောင်။ အခန်းကကြောက်ရွံ့မှုနဲ့စိုးရိမ်စိတ်များကိုမတိစိတ်ဖြင့်ဖယ်ရှားခြင်းဘဝမှာလူတိုင်းနေပါကြုံတွေ့ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့ကြောက်ရွံ့မှုနဲ့စိုးရိမ်ပုံမှန်မှုတွေပဲဖြစ်ပါတယ်ဒီစိတ်တွေဟာကျွန်တော်တို့ရဲ့ပန်းနိုင်နေစီကိုရောက်ဖို့ကိုအကြီးမားဆုံးတားဆီးထားတဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေပဲဖြစ်ပါတယ်ဂျိုးဆက်မာဖီကဒီလိုကြောက်ရွံ့မှုတွေကအပြင်လောကကအန္တရာယ်တွေကြောင့်မဟုတ်ပဲကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာဆွဲမြဲနေတဲ့အနှုတ်သဘောဆောင်တဲ့အတွေးပုံစံတွေကနေဖြစ်ပေါ်လာတာလို့ရှင်းပြထားပါတယ် ဒါကြောင့်ဒီအတားအဆီးတွေကိုမသိစရဲ့အစွမ်းအားနဲ့ဘယ်လိုရုံးထွေရမလဲဆိုတာလေ့လာကြည့်ကြရအောင်။နံပါတ်1ကြောက်ရွံ့မှုကိုအတိမတ်ပြုပြီးလက်ခံပါ။ကြောက်ရွံ့မှုဆိုတာအလိုလျောက် ဖြစ်ပေါ်လာတဲ့အတွေးတက်တက်တာဖြစ်တယ်ဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်။၎င်းကိုပြဿနာကြီးတစ်ခုအဖြစ်ရှုမြင်မယ်အစားကိုယ့်ရဲ့မသိစိတ်ကနေထွက်ပေါ်လာတဲ့အလေ့ကျင့်ဟောင်းတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။ကြောက်စိတ်ဝင်လာတဲ့အခါတွန်းလှန်မနေပါနဲ့။ဒါဟာအနုလက္ခဏာဆောင်တဲ့အတွေးတစ်ခုသာဖြစ်ပြီး ကားရဲ့မတိစိတ်ကဒီအတွေးကိုအမှန်တကယ်ပြောင်းလဲပြစ်နိုင်တယ်လို့ကိုကိုကိုသတိပေးပါ။နံပါတ်1ကြောက်စိတ်ကိုစန့်ကျင်ပဲအတီးပြူချက်ဖြစ်အစားထိုးပါ။မတိစိတ်ဟာတစ်ချိန်တည်းမှာစန့်ကျင်ပဲအတွေးနှစ်ခုကိုလက်ခံနိုင်စွာမရှိပါဘူး။ကြောက်ရမှုရဲ့စန့်ကျင်ဘက်ကယုံကြည်မှုပဲဖြစ်ပါတယ်။ဒါကြောင့်ကြောက်စိတ်ကိုယုံကြည်မှုနဲ့အစားထိုးရမှာဖြစ်ပါတယ်။ဥပမာအင်တာဗျူးတစ်ခုသွားပြေဖို့ကြောက်နေတယ်ဆိုရင်ကိုယ့်ရဲ့မတိစိတ်ကငါကြောက်ရှုံးလိမ့်မယ်။ငါအဆင်မပြေဘူးဆိုတဲ့အတွေးကိုလက်ခံထားလို့ဖြစ်ပါတယ်။ဒါကိုပြောင်းပြန်လာလိုက်ပါ ညအဲ့ရာမဝင်မီမှာကျွန်တော်ဟာအင်တာဗျူးကိုကောင်းမွန်စွာဖြေဆုံးနိုင်ခဲ့ပြီးအောင်မြင်မှုနဲ့ထိုက်တန်ပါတယ်ကျွန်တော်ကိုဥဆောင်လမ်းပြပေးမယ့်အသိပညာကကျွန်တော်ရဲ့စိတ်ထဲမှာအမြဲရှိနေပါတယ်လို့ယူသားစွာခံစားချက်နဲ့ပြောပါကိုယ့်ရဲ့မသိစိတ်ထဲကိုဒီလိုအပြုသဘောဆောင်တဲ့အခြေအနေအချင်းချင်းထည့်ပစ်လိုက်တဲ့အခါမကောင်းတဲ့ကြောက်ရွံ့မှုမျိုးစေ့တွေကိုဖယ်ရှားပြီးယုံကြည်မှုမျိုးစေ့တွေကိုအစားထိုးလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်နံပါတ်3အပြစ်တရရလကိုအာယုံဆိုင်ပါကြောက်ရွံ့မှုဆိုတာမလိုချင်တဲ့ရလကိုစိတ်ကူးနဲ့ကြိုတင်မြင်အောင်နေခြင်းတစ်မျိုးပါပဲ စာရေးသူကဘလို့လောက်ခန်းလဲဆိုတော့တင်ကြောက်ရွံ့တဲ့အရာတခုကိုကြုံတွေ့ရတိုင်းအဲ့ဒီကြောက်ရွံ့မှုပျောက်သွားပြီးနောက်ရလာမဲ့ပျော်ရွှင်တဲ့ရလာကိုချစ်ချင်းမြင်အောင်ပို့ပါဥပမာလေရင်စီးဖို့ကြောက်နေတယ်ဆိုရင်လေရင်ပြစ်ကြမှာကိုမြင်အောင်မနေပဲလေရင်ဆင်းသက်ပြီးခီးစဉ်ကိုအောင်မြင်စွာပြီးဆုံးသွားတဲ့ပုံရိပ်ကိုပဲအသေးစိတ်ကြည့်ပါငါကြောက်တာကိုတွေးနေမယ်စားငါလိုချင်တဲ့ရလာကိုပဲခိုင်မာစွာအာရုံစိုက်မယ်လို့အင့်ကိုတင်တိုက်တွန်းပါမတိစိတ်ရဲ့စွမ်းအားတကယ်တော့ကျွန်တော်တို့ရဲ့စိတ်ကူးတွေထက်ဘယ်ရာကမှပိုစွမ်းထက်မှာမဟုတ်ပါဘူး ကြောက်ရွံ့မှုဟာစိတ်ကူးယဉ်မှုတစ်ခုဖြစ်တယ်လို့ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုဟာလည်းစိတ်ကူးယဉ်မှုတစ်ခုပါပဲ။ဘယ်ဟာကိုစိုက်ပျိုးမလဲဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ဒီအခန်းငါးကဟာဒေါက်တာဂျိုးဆက်မာဖီရဲ့အစာအုပ်ထဲကအဓိကအနှစ်သာရတွေကိုစူးစီးထားတာပဲဖြစ်ပါတယ်။ The Power of Your Subconscious Mind အစာအုပ်ထဲကအယူအဆတွေအားလုံးဟာတကယ်အသုံးဝင်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့နေတိုင်းမှန်မှန်ကန်ကန်အသုံးချဖို့ပါပဲ။အခုကျွန်တော်တို့လေ့လာခဲ့တဲ့သင်ခန်းစာတွေအားလုံးကိုစူးစီးပြီး ၄၀ဘဝမှာဘလို့လက်တွေ့အသုံးချမလဲဆိုရဲအကြံပြုချက်၃ချက်ကိုဆက်လက်လေ့လာကြည့်ကြရအောင်ကျွန်တော်တို့ဒေါက်တာဂျိုးဆက်မာဖီရဲ့မတိစိတ်ဆွမ်းအားအကြောင်းကိုအပြည့်စုံလေ့လာခဲ့ကြပြီးပါပြီဒီသင်ခန်းစာတွေဟာစာအုပ်ထဲမှာပဲရှိနေရင်အလွန်နှမျောစရာကောင်းပါတယ်ဒါကြောင့်ဒီသင်ခန်းစာတွေကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတကယ်တမ်းလက်တွေ့ကျကျအသုံးချနိုင်မယ်အလွယ်ကူတဲ့နီလန်းသုံးခုကိုမျှဝေပေးခြင်းပါတယ်နံပါတ်၁နီလန်းညအိပ်ရာဝင်ခြင်းရွှေရောင်မိနဲ့များ ညအရာဝင်ကနေအချိန်9မိနစ်10မိနစ်ဟာကျွန်တော်တို့ရဲ့အသည့်စိတ်အငိမ့်သေးပြီးမသည့်စိတ်ရဲ့တကားပွင့်တဲ့အချိန်ဖြစ်လို့အလွန်အရေးကြီးပါတယ်။အဲအချိန်မှာမသည့်စိတ်ထဲကိုစိုးရင်ပူပန်မှုတွေနောက်နေ့အတွက်စိတ်ဆုပ်စရာတွေမထည့်ပါနဲ့။အဲ့ဒီအစားကိုယ့်ရဲ့ရည်မှန်းချက်ကိုအပြည့်သဘောဆောင်တဲ့စကားလုံးတွေနဲ့3-5ခါအထိဖြည်းဖြည်းချင်းရည်ရွယ်ပါ။ပြီးရင်ကိုလိုချင်တဲ့အရာလတ်ဖြစ်တဲ့အခါခံစားရမယ့်ပျော်ရွှင်မှုကိုခံစားပြီးအိပ်စက်လိုက်ပါ။နံပါတ်2နီလန်။မှန်တဲ့မှာကိုကိုကိုအားပေးပါ။ နေတိုင်းမနေ့ပိုင်းအပြင်မထွက်ခင်ဒါမှမဟုတ်မျက်နှာတက်ပြီးတဲ့အခါမှန်ထဲမှာကိုကိုကိုစိုက်ကြည့်ပြီးအတီးပြူချစ်တစ်ခုကိုခိုင်မာစွာပေးပါကိုဟန်အမူအရာကိုပါထည့်သွင်းပြီးယုံကြည်မှုရှိတဲ့အတန်နဲ့ကိုကိုကိုချီးကျူးလိုက်ပါဒီနေ့လကကိုရဲ့အသေးစိတ်ကိုကြော်လွှားပြီးမသေးစိတ်ကိုတိုက်ရိုက်သွင်းပေးနိုင်ပါတယ်ဥပမာမင်းဟာတကယ်ကိုဆန်းဆောင်နိုင်သူတယောက်ပါဒီနေ့ဟာမင်းအတွက်ကောင်းမွန်တဲ့ခွင်လန်းတွေပြည့်နေနေတဲ့နေ့ပါပဲနံပါတ်3နီလာစိတ်ကိုအစားကောင်းကြွေးခြင်း အသိစိတ်ဟာကိုဖတ်တဲ့စာကိုကြည့်တဲ့ဗီဒီယိုနဲ့ကိုပေါင်းသိတဲ့သူတွေကိုဆုံးဖြတ်ပေးတဲ့ကပရင်ဖြစ်တယ်ဆိုတာသတိရပါအနှုတ်သဘောဆောင်တဲ့သတင်းတွေအတင်းအပြင်းတွေစိတ်ပြအားငယ်စေတဲ့ရုပ်ရှင်တွေနဲ့တငယ်ချင်းတွေကိုတတ်နိုင်သမျှရှောင်ချပါအဲ့ဒီအစားလှုံ့ဆော်မှုပေးတဲ့စာအုပ်တွေဗီဒီယိုတွေဒါမှမဟုတ်အောင်မြင်သူတွေရဲ့အထုပ်ပတ်တွေနဲ့ကိုယ့်ရဲ့စိတ်ကိုအစားထိုးဖြည့်ဆည်းပါမသိစိတ်တွေကိုအကောင်းမြင်ခြင်းရဲ့မျိုးစေ့တွေကိုပဲနေတိုင်းထည့်သွင်းပေးပါ ကဲ the power of your subconscious mind စာအုပ်ရဲ့အနှစ်ချုပ်ဗီဒီယိုလေးရဲ့နေကုန်းပိုင်းကိုရောက်ရှိလာပါပြီကျွန်တော်တို့ဒီစာအုပ်လေးတဲ့ကနေရရှိသွားတဲ့အဓိကသတင်းစကားကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲဖို့အတွက်ပြင်ပကအခြေအနေတွေအခြားသူတွေရဲ့အကူအညီတွေကိုစောင့်စရာမလိုပဲကျွန်တော်တို့ရဲ့ကိုယ်ပိုင်မသိစိတ်ထဲမှာနေအရာအလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အဆုံးအစမဲ့စွမ်းအားကြီးတစ်ခုရှိနေတယ်ဆိုတာပါပဲဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါစာအုပ်ကြောင့်တည်သွားရုံနဲ့မပြေးပါဘူးအဓိကကတော့မိတ်ဆွေတို့ရဲ့လက်တွေ့လှုပ်ဆောင်မှုအရှင်မဲ့ဖြစ်ပါတယ် ီနေ့ကစားပြီးကိုဟာကိုရဲ့မတိစိတ်ကိုလမ်းညွန်တဲ့တမောကပရင်တဲ့ဟုဖြစ်တယ်ဆိုတာအမြဲတည်းရပါဆိုရင်ပူပန်မှုတွေအကြောက်တရားတွေဒါမှမဟုတ်ဆင်းရဲမွဲတေမှုတွေမဟုတ်ပဲချမ်းသာကြွယ်ဝမှုကျမ်းမာပျော်ရွှင်မှုနဲ့ငြိမ်းချမ်းရေးကိုပဲခိုင်မာတဲ့ယုံကြည်ခြင်းနဲ့စိုက်ပျိုးလိုက်ပါကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ပြန်လည်ဖန်တီးပါဘဝကိုကိုလိုချင်တဲ့ပုံစံတိုင်းပုံဖော်ပါ ဒီဗီဒီယိုလေးကနေတခုခုရရှိသွားတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share နဲ့ကိုမလေးပေးပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဒီလိုကဘာကျော်စာအုပ်အနှုတ်ချုပ်တွေနဲ့တိုးတက်ရေးဗီဒီယိုကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ The Grow Diary YouTube Channel လေးကိုလည်း Subscribe လုပ်ထားပြီး Notify ပဲနေရာလေးမှာ All ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ဒါမှနောက်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာပဲဖြစ်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါမယ်မိတ်ဆွေတို့အားလုံးဘဝမှာအောင်မြင်မှုတွေကိုစီကိုစီပိုင်ဆိုင်နိုင်ကြပါစေ